ထိုင်းနိုင်ငံတွင်ပြည်ပခီးသွွားများအတွက် ခီးသွွားခုံဘက်300စသင်ကောက်ခံတော်မူအခု2025ခုနှစ်ကုန်ကစပြီးထိုင်းနိုင်ငံမှာပြည်ပခီးသွွားတွေအတွက်ခီးသွွားခုံဘက်300စသင်ကောက်ခံတော်မှာဖြစ်ကြောင်းထိုင်းနိုင်ငံခီးသွွားနဲ့အကစားဝန်ကြီးဆရဝမ်တိန်တောင်ကပြောကြားလာပါတယ်ထိုင်းနိုင်ငံကလေရင်ဖြစ်ရောက်ရှိလာတဲ့နိုင်ငံခြားခီးသွားသူကိုဘက်300ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါပြင်ရေကြောင်းလမ်းကဖြစ်ဖြစ် ကုန်းလမ်းကပဲဖြစ်ဖြစ်နိုင်ငံတွင်းကိုဝင်ရောက်လာသူတွေကိုဘန်ကွင်း300ကောက်ခံသွားမှာဖြစ်ပြီးရက်ပေါင်း30ကနေ60အတွင်းအကြိမ်များစွာနိုင်ငံတွေကိုဝင်ရောက်ခွင့်ပေးသွားမှာဖြစ်တယ်လို့ဆရာဝမ်တိန်တောင်ကပြောပါတယ်လရှိမှာခီးသွာခုံဘတ်300ကောက်ခံမဲ့အစီအစဉ်အသေးစိတ်ကိုတိတိကျကျဖော်ပြထားတာမရှိပေမယ့်အခုံကောက်ခံရမှာလွယ်ကူချောမွေ့မှုရှိစေဖို့အတွက် Thailand Digital Arabic ကနေဒေတာချိတ်ဆက်မှုလုံဆောင်နေကြောင်းဆရဝန်တိန်တောင်ကပြောကြားထားပါတယ်။ဒီအစီအစဉ်ဟာခီးသွားတွေအတွက်အမတ်ခန့်ကိုအသုံးပြုခွင့်ပေးထားတဲ့အတွက်ကောင်းမှုနဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့တန်ယုံအမြပြကလည်းအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်ခီးသွွားတွေအစဉ်ပြေလွယ်ကူချောမွေ့စေဖို့အတွက်ခီးသွွားလုပ်ငန်းအခွန်စနစ်တစ်ခုတည်းကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းအလင်းနဲ့ပြောကြားထားပါတယ် ခီးသွွားခွန်ကောက်ခဲမှုကနေတစေထိုင်းနိုင်ငံခီးသွွားလုပ်ငန်းကဏ္ဍကနေနှစ်စဉ်ဝင်ငွေအနည်းဆုံးဘတ်3ထရီလီယံရရှိနိုင်မယ်လို့ထိုင်းအစိုးရကမျှော်မှန်းထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်